မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာစီစဉ်ကနေအားလုံးကိုယေရှုနာမနဲ့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့ဝင်ကအလင်းပေးခြင်းနဲ့နှုတ်ကပတ်တော်ကောင်းစဉ်လေးကတော့ကလေးတွေကိုစိတ်မဆိုးစေပါနဲ့တမာကျန်းစာထဲကဖခင်ရဲ့အလိုတော်အတိုင်းတွင်တင်ဆုံးမပါဆိုတဲ့ကောင်းစဉ်လေးနဲ့ဝင်ကအလင်းပေးခြင်းပါတယ်အခြေပြုကျမ်းနှစ်ချက်လောက်ကျွန်တော်ဖတ်ခြင်းပါတယ်ပထမကျမ်းချက်တစ်ချက်ကကောလောသဲခန်းကြီး3အငယ် 21ဖြစ်ပါတယ်။အဘတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနဲ့ထို့တို့ပြုလင်သူတို့ဒီအာယောစိတ်ပြည့်ခြင်းတို့ရောက်ကြလိမ့်မည်။ဒုတိယကျမ်းချက်တစ်ချက်ကအေဖက်ခန်းကြီး6ငယ်4အဘတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနဲ့တခင်ဖျားဤအလိုတော်နဲ့ညီတော်ဆုံးမတွင်တင်ခြင်းကို ပြုလျက်ကျွေးမွေးကြလော့ညီကိုမောင်မတော် ်ဒီကျမ်းချက်နှစ်ချက်ထဲမှာခရိယမိဘတွေကိုတတိပေးထားတာတခုရှိပါတယ်အဲ့ဒါကတော့သားသမီးတွေကိုစိတ်ဆိုးစိတ်ပြက်အောင်မလုံမိဖို့ပါပဲဒါဆိုရင်ဘယ်အရာတွေကသားသမီးတွေကိုစိတ်ဆိုးစိတ်ပြက်စေနိုင်ပါဒလဲကျွန်တော်လူရင်းတူရှင်အချက်10ချက်နဲ့ sharing လုပ်ချင်ပါတယ်ဝင်ငှချင်ပါတယ်နံပါတ်1တစ်ချက်သားသမီးတွေကိုစိတ်ဆိုးစိတ်ပြက်စေမဲ့ပထမဆုံးတစ်ချက်ကလွန်ကဲစွာရိုက်နှက်နှိပ်စက်ခြင်းဖြစ်ပါတယ် သားသမီးတွေကိုစီကံရှိရှိ ဆုံးမတာကောင်းတယ်ဆိုပေမဲ့ခြေလွန်လက်လွန်နဲ့အသားညူမဲစေတဲ့အထိရိုက်နှက်နှိပ်စက်ခြင်းက သားသမီးတွေရဲ့အတွက်ရေရှည်စိတ်ဒဏ်ရာ ဖြစ်ပြီးတော့မှမိဘတွေအပေါ်မှာစိတ်ပြက်သွားစေနိုင်ပါတယ်။ဒါကြောင့်လွန်ကဲစွာရိုက်နှက်နှိပ်စက်ခြင်းကိုရှောင်ပါမိဘတွေနော်မိဘတွေ။နောက်ပနစ်တစ်ချက်ကသားသမီးတွေကိုစိတ်ပြက်စိတ်ဆိုးစေနိုင်တဲ့ဒုတိယတစ်ချက်က စကားအားဖြင့်စိတ်ပိုင်းဆိုင်ရာ ချိုးနှိမ်ခြင်းမိဘတွေအားတာမီးတွေကိုပြောဆိုဆုံးမပေးရမှမှန်ပါတယ်ဒါအခြေခံရဲ့အခြေခံတာဝန်ဝတ်တရားပဲလေဒါပေမဲ့ပြောဆိုဆုံးမတဲ့အခါမှာတာသမီးငါငါမွေးထားတဲ့တာသမီးပါ ဆိုပြီးတော့မှအထင်သေးလွန်းတဲ့စကားမျိုးနော်ချိုးနှိမ်လွန်းတဲ့စကားမျိုးဖိနှိပ်တဲ့စကားမျိုးအဲ့ဒီအတုံးတုံးတွေတိတ်မတုံးပါနဲ့ ။ဘာကြောင့်လဲဆိုတော့ရေရှည်သားသမီးတွေအတွက် စိတ်ပြက်စိတ်ဆိုးသွားစေနိုင်တဲ့အရာတွေမို့လို့ပါ။ Okay နော်။အတူတူကခံယူရအောင်ကျွန်တော်လည်းမိဘတယောက်ဖြစ်တယ်နော်။အခုနားထောင်နေတဲ့ခရီးရမိဘတွေလည်းအတူတူခံယူရအောင်။နံပါတ်3တစ်ခုကတမင်တကာဥပိ္ပခပြုထားပေးခြင်း။သားသမီးတွေရဲ့လိုအပ်မှုကို တီလျက်နဲ့မိဘတွေကတမင်တကာမကြည့်ပေးတာမျိုးเนาะဖြည့်စည်ပေးလို့ရရဲ့သားနဲ့မဖြည့်စည်ပေးတာမျိုးသူတို့ရဲ့စိတ်ခံစားမှုကိုဂယုမဆိုင်ပေးတာမျို သူတို့ပြောချင်တာကိုအသင်းအာရမကန့်တန့်လိုက်တာမျိုးတွေဟာသားသမီးတွေရဲ့စိတ်ထဲမှာငါမီပါကငါ့ကိုလက်မခံဘူးပဲဆိုပြီးတော့မှ စိတ်ဆိုးစိတ်ပြက်သွားစေနိုင်ပါတယ်တတိထားရအောင်ပါနော်ဒါကနံပါတ်3ဖြစ်ပါတယ်နံပါတ်4သားသမီးအပေါ်မှာအထင်အမြင်မားခြင်းဖြစ်ပါတယ်သားသမီးတွေကိုအထင်လွဲတာမျိုး အမြင်မားတာမျိုး ပိုဆိုးတာက လူကြီးမိပါလှုပ်တဲ့သူကသားသမီးအပေါ်မှာအထင်အမြင်မာမန်တိလျက်နဲ့ကိုယ့်ရဲ့အမားကိုပြန်မဝန်ခံတတ်တာမျိုးเนาะအရှက်ပြေနဲ့သားသမီးအပေါ်မှာတိတိကြီးဆက်လက်ပြီးမှအမြင်မာပေးသွားတာမျိုးဒါမျိုးကသားသမီးတွေကိုစိတ်ပြက်သွားစေနိုင်ပါတယ်เนาะအထူးတတိထားရမယ့်အရာဖြစ်တဲ့ခရီးရမိပါတယ်နံပါတ်5သားသမီးတွေကိုစိတ်ပြက်စိတ်ဆိုးစေနိုင်တဲ့နံပါတ်5တစ်ချက်က မတရားတဲ့မျော်လင့်တောင်းဆိုမှုရှိနေလို့ဖြစ်ပါတယ်။စီကံတင်းကျက်စွာချထားပြီးမှနင်ဒီလိုလုံနိုင်ရမယ်နော်။နော်။နင်ဒီလိုလုံနိုင်မှပဲရမယ်ဆိုမှအသင်အကျက်ချထားတယ်။တာသမီတွေကမိပါချထားတဲ့ပန်းတိုင်ကိုမရောက်နိုင်တဲ့အခါမှာအပြစ်ပေးတာမျိုး နော်။လွတ်လပ်စွာ အသက်ရှင်ခွင့်မရဘဲနဲ့မိပါတွေအတွက်သာအသက်ရှင်ပေးရတာမျိုး။ဒါမျိုးကတာသမီတွေကိုစိတ်ပြက်သွားစေနိုင်တဲ့အရာတွေဖြစ်ပါတယ်။တတိထားစရာပါနော်။ နံပါတ်6တောင်းဆိုမှုရှိနေတဲ့ချစ်ခြင်းမေတ္တာအမှန်ကမိဘတွေတာသမီကိုချစ်တာကအနိုင်မဲ့တော့ချစ်ခြင်းမေတ္တာတောင်းဆိုမှုမရှိတဲ့ချစ်ခြင်းမေတ္တာလေဒါပေမဲ့တချို့တချို့တော့မိဘတွေကြားထဲမှာတခါတလေကျွန်တော်တို့ထဲမှာတောင်းဆိုမှုရှိတဲ့ချစ်ခြင်းမေတ္တာရှိနေတတ်တယ်။ဥမာဒီလိုလုံနိုင်မှငါချစ်မယ်နော်ဒီလိုစကားနားထောင်မှချစ်မှာနော်လိမ္မာမှတာဝေပေးမှာနော်နော်တာသမီတွေအတွက်မိဘရဲ့မေတ္တာစင်စစ်ကိုမခံစားရစေပဲ အပေးအယူလို့တာခံစားသွားစေနိုင်တာမို့မိဘမေတ္တာကိုစိတ်ပြတ်သွားစေနိုင်ပါတယ်။ဒါကြောင့်မိဘတွေတတိထားစရာပါနော်။ဒါနံပါတ်6ဖြစ်ပါတယ်။နံပါတ်9တားသမီးကိုခွဲခြားခွဲခြားမှချစ်တာမျိုးနော်။အာအကြီးကောင်ကိုပဲရွေးချစ်တာမျိုးအငယ်ကောင်ကိုပဲသဘောကျတာမျိုးတခုခုဖြစ်လို့ရှိရင်တန်းတည်းမစီရင်ပဲနဲ့မျက်နာလိုက်ပြီးမှစီရင်တာမျိုးအဲ့ဒီလိုမျိုးတားသမီးကို ခွဲခြားခွဲခြားလုပ်နေတာမျိုးက သားသမီးတွေကိုစိတ်ပြက်သွားစေနိုင်ပါတယ်เนาะခွဲခြားခံရတဲ့သူကလည်းစိတ်ပြက်သွားစေနိုင်တယ်လို့အချစ်ခံရတဲ့သူကိုနိုင်ကလည်းစိတ်ပြက်သွားနိုင်ပါတယ်တမချင်းစာထဲမှာအဲ့လိုမျိုးခွဲခြားခွဲခြားချစ်လို့ရှင်ကွဲကွဲခရရတဲ့မိသားစုရှိတယ်လေဟုတ်တယ်เนาะအဖေကသားတယောက်ချစ်တယ်အမေကသားငယ်ကိုချစ်တယ်အဲ့လိုမျိုးခွဲခြားခွဲခြားချစ်လို့ရှင်ကွဲကွဲခရရတာနှစ်ပေါင်း၁၀ချီဒါကြောင့်ခွဲခြားခွဲခြားချစ်တာမျိုးက သားသမီးတွေကိုစိတ်ပြတ်သွားစေနိုင်ပါတယ်တတိထားပါနော်နံပါတ်၈ကမိဘတွေအပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်ခြင်းကသားသမီးတွေကိုစိတ်ပြတ်သွားစေနိုင်ပါတယ်သားသမီးရှိမှပုံသက်တွေမပြဘဲနဲ့ငါပြောသလိုဒါလုပ်ငါလုပ်သလိုလိုက်မလုပ်နဲ့ဆိုတာမျိုးသားသမီးတွေကိုတော့စီကန်းအပြည့်တင်းကျပ်ထားပြီးမှမိဘလုပ်တဲ့သူကတလွဲလုပ်နေတာမျိုးဥမာမိဘကသားသမီးရှိမှဟိုဆက်လိတ်တဖွာဖွာတောက်ပြရင်မှငါသားဆက်လိတ်မတောက်နဲ့နော်လို့ပြောနေတာမျိုး မိဘကသားသမီးရှိမှအရက်မူးနေပြီးတော့မှငါသားအရက်မကောင်းဘူးနော်အရက်မတောင်းနဲ့နော်လို့ဆုံးမနေတာမျိုးဒါမျိုးကအပြောတမျိုး အလုတ်တမျိုးဖြစ်နေတာဒါကြောင့်ကိုယ့်ရဲ့တုံတင်ဆုံးမမှုကကိုယ့်ရဲ့အပြုတ်မှုက သားသမီးတွေကိုစိတ်ပြက်စိတ်ဆိုးသွားစေနိုင်ပါတယ်ခရိယမိဘတွေတတိထားစရာပါနော်နံပါတ်9နံပါတ်9တမျိုးကသားသမီးအပေါ်မှာဂတိမတိခြင်းအဲ့ဒါကလည်းသားသမီးတွေကိုစိတ်ပြက်စိတ်ဆိုးသွားစေနိုင်ပါတယ် တာသမီစူးစားချင်စိတ်ရှိအောင်မိဘတွေကဒါဝယ်ပေးမယ်နော်လှုပ်လေလှုပ်လေဒါဝယ်ပေးမယ်ဟိုဟာလှုပ်ပေးမယ်နော်ဥမာဆံပွဲပွဲအောင်လို့ရှင်ဒါဝယ်ပေးမယ်ဟိုဟာဝယ်ပေးမယ်ဘာညာဆိုဥမာဂတိတွေတပုံကြီးပေးတတ်ကြတယ်တကယ်တမ်းတော့တာသမီကလေးဖက်ကစူးစားပြီးမှဖြစ်လာတဲ့အခါမှာမိဘတွေကပြောထားတဲ့ဂတိအတိုင်းမတည်ပဲနဲ့နေတယ်ဆိုရင်တာသမီတွေစိတ်ပြက်စိတ်ဆိုးသွားနိုင်ပါတယ်ဒါလည်းတတိထားစရာပါနော် နောက်ဆုံးတစ်ချက်နံပါတ်30သူများကလေးနဲ့နိုင်ရှင်နေခြင်းကလည်းသားသမီးတွေကိုစိတ်ပြက်စိတ်ဆိုးသွားစေနိုင်ပါတယ်ဥပမာဟိုအိမ်ကကလေးကိုကြည်ပါလားဆိုမှဆုံးမတာပေါ့နော်နိုင်ရှင်မှဆုံးမတာဟိုမှာနေတငယ်ချင်းမောင်ဘသူမဘသူကိုကြည်ပါလားဆိုမှသူများကလေးဘလောက်ကောင်းကြောင်းဘလောက်တော်ကြောင်းယူလိုက်မှကို့သားသမီးကိုချိုးနှိမ်တယ်เนาะနိုင်ရှင်ပြီးမှချိုးနှိမ်နေခြင်းကကို့သားသမီးရဲ့စိတ်ကိုစိတ်ပြည့်စိတ်ဆိုးစေနိုင်ပါတယ်ခရိယမိပါတွေတတိထားစရာပါ ဒါဆိုရင်ဘလို့တွင်တင်ရမလဲအခုနကျွန်တော်တို့ဖတ်သွားတဲ့ကြမ်းချက် Apex ခန်းကြီး6ငယ်၄မှာရှင်းရှင်းလင်းလင်းပေါ်ပြတာတခုရှိပါတယ်အဲ့ဒါကတော့သခင်ဖခင်ရဲ့အလိုတော်နဲ့အညီဆုံးမပါတဲ့သခင်ဖခင်ရဲ့အလိုတော်နဲ့အညီဆိုတာပါလေတမာကျင်းစာအတိုင်းဆုံးမပြည့်ပြင်ခိုင်းတာဒါကြောင့်ခရိယမိပါတွေကိုယ့်ရဲ့အလိုကိုယ့်ရဲ့စံတာဆိုတာထက်တမာကျင်းစာအတိုင်းကိုက်ညီအောင်ဆုံးမပါလို့ခွန်အားပေးချင်ပါတယ် နောက်ပြီးတော့မှနောက်ဆုံးတစ်ချက်ကတာသမီတွေကိုကျွေးမွေးပြုစုတဲ့ဟုတ်တရားလဲကြည်ရပါမယ်။ဟောအဓိကပြောထားတာကတော့တာသမီတွေကိုစိတ်ဆိုးစိတ်ပြည့်စေနိုင်တဲ့အချက်၁၀ချက်ကိုပြောထားတာဖြစ်ပါတယ်เนาะဒီကနေ့မနေ့မှာအဲ့ဒါကပါလဲဆိုတော့ တာသမီကိုစိတ်ပြက်စိတ်ဆိုးစေနိုင်တဲ့အချက်၁၀ချက်ကတော့နံပါတ်၁လွန်ကဲစွာရိုက်နှက်နှိပ်စက်ခြင်းနံပါတ်၂စကားဖြင့်စိတ်ပိုင်းဆိုင်ရာချိုးနှိမ်ခြင်းနံပါတ်၃ဥပိ္ပခါပြုထားပေးခြင်းနံပါတ်၄အထင်အမြင်လွဲမှားခြင်းနံပါတ်၅မတရားတဲ့မျောလင့်တောင်းဆိုမှုရှိနေခြင်းနံပါတ်၆တောင်းဆိုမှုရှိတဲ့ချစ်ခြင်းမေတ္တာနံပါတ်၇တာသမီကိုခွဲခြားခွဲခြားချစ်တာမျိုးနံပါတ်၈အပြောတမျိုးအလုပ်တမျိုးဖြစ်နေခြင်းနံပါတ်၉တာသမီအပေါ်မှာဂတိမတည်ခြင်း နံပါတ်30သူများကလေးနဲ့နိုင်ရှင်ဘီမှာဆုံးမနေခြင်းဒါရီကသားသမီးတွေကိုစိတ်ပြက်စိတ်ဆိုးသွားစေနိုင်ပါတယ်ဆိုမှအချက်၁၀ချက်နဲ့အဓိကဝင်ကားသွားတာဖြစ်ပါတယ်ခွားယူမိမယ်လို့ယုံကြည်ပါတယ်အခုနားထောင်နေတဲ့ခရီးယံမိပါတွေခွားရမယ်ဆိုရင်ဘယ်အချက်ကတင့်အတွက်ခွားရစေတလဲကွန်မန့်ထဲမှာမှန်သွားကြည့်ပါနော်ဘယ်အချက်တွေကကျွန်တော်တို့ပြုပြင်စရာလိုလဲဘယ်အချက်တွေကကျွန်တော်တို့လက်တွေ့ဖြစ်နေရလဲဆိုတာ comment ထဲမှာတေချာလေးရေးမှတ်ပြီးတော့မ တယောက်ကိုတယောက်ခွန်အားယူသွားကြည့်ရအောင်နော်တယောက်ကိုတယောက်တတိလေးအာယူသွားကြည့်ရအောင်ပါဆိုတော့ဒီကနေ့မနေ့နှုတ်ကပတ်တော်ဒီမှာပဲရက်နာချင်တယ်အတူတူကဆုတောင်းရအောင်နော်ယေရှုတင်တယ်ကိုတော့ဒီကနေ့မနေ့မှာလဲနှုတ်ကပတ်ဒေသနာတော်အားဖြင့်ခရိယမိပါတွေကိုအကောင်းဆုံးတုံတင်တယ်သားသမီးတွေကိုစိတ်ဆိုးစိတ်ပြက်စေခြင်းကမလုပ်ဖို့ရန်အတွက်ကျွန်တော်တို့တတိပေးတယ်တတိပေးတဲ့တန်ရှင်တော်ဝိညာဉ်တော်တာ၍ဘုံကြီးပါစေ အသက်တာမှာတကယ်ပဲကျွန်တော်တို့အကောင်းဆုံးတော့ခရီးရမိပါဖြစ်ဖို့ရန်အတွက်လမ်းပြခွန်အားပေးပါမိကြောင်းကျေးဇူးတော်ချီးမွမ်းနေဆုတောင်းတဲ့အခါမှာကေဒင်ပန်ရှင်ယေရှုခရစ်တော်နာမအပြည့်ဆုတောင်းပါ리ဖဖရာအာမင်အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းချီးပေးပါစေ